။ဟိုရှေ့တုန်းကအပြုတ်ကြီးတွေညံ့ညားတာပြောပြတာပါ။နားလည်အောင်ပြောကြဆိုအပြုတ်ကြီးသခိုးဖန်းနေတဲ့။ဘာဖန်းနေတော့။ဟိုတုန်းကရွာတွေမှာဒါလေးပြောချင်တာဒုံမွေးတို့နေခင်းကစွန်းစားကောင်းလို့ကြာကျုပ်ကဒါလေးအမှတ်ရသွားတာ။အော်ငါညံ့ဒါလေးပြောအောင်မယ်။ဟုတ်ကဲ့။ဟိုရှေ့တုန်းကရွာတွေရောမှာ ဒီဘက်ကန်းကနေပြီးတော့ဟိုဘက်ကန်းကိုသွားပြီးတော့နေစဉ်ဈေးသွားရောင်းတဲ့ဒကမာကြီးတယောက်ရှိတယ်။ဒကမာကြီးကဈေးသွားရောင်းတာဟိုဘက်ကန်းကိုဆက်လီလေးနဲ့မန္တမိုးတော်အောင်ချင်းလင်းပြီဆိုရင်ဆက်လီလေးနဲ့သွားရောင်းပြန်လာပြီညနေဆိုရင်ဒီဘက်ကန်းပြန်လာအဲ့ဒါလို့အတမွေးချောင်းပြုတ်နေတယ်ဈေးတယ်အပြူကြီးပေါ့အိမ်မှာတော်ကောင်းများဘာလို့လဲစုလိုက်စောင်းလိုက်တယောက်တည်းတကူကြီးဓမ္မဆိုတော့လေစီဝါဥစ္စာလေးကအစင်ပြေရလာလာလေးရွှေလေးတကွန်းဝတ်လိုက်ရလာလာလေးရွှေလေးတကွန်းဆူလိုက် နှစ်ကွန်းစုတစ်ကွန်းစုတော်တော်များလာတာလက်ဝဲယန္တနာလေးကအဲ့ဒါများလာတော့တရားကောင်းများပြောကြဆိုဘာလို့တလဲဆိုတော့ရွာထဲမှာရှိတယ်တယောက်ကကြောက်ချရဟိုဘက်ရွာကအပေါင်းတင်တယောက်နဲ့ပေါင်းပြီးတော့တခိုးတကူသောတရားကောင်းများရေဘာလို့တလဲဆိုတာညံ့တညံ့ကြအပြူကြီးအိမ်တခိုးတက်တယ်တဲ့အပြူကြီးတွေတတိထားနော်မကွေးအပြူကြီးအိမ်ဘာတက်တခိုးတက် တခုတ်သက်တော့ခြေရန်ချတာနဲ့အပြိုကြီးကအဲ့ဒီညကဒီလိုဆောင်းရည်ကလည်းမဟုတ်နှွေရည်ပူတော့သကားလေးဖွင့်အိတ်တာအဲ့ဒါတခုတ်သက်တခုတ်သက်တော့ဘာလို့လဲအပြိုကြီးလေကြောချမ်းပြီးတော့ကြောက်ကြောက်တော့အဲ့ဒီဘာလို့လဲဆိုတော့တခုတ်ကသပြေးပြေးနဲ့အခန်းလေးရောက်ခန်းလေးရောက်တော့ပြီးတော့ယရနာပစ္စည်းဒုက္ခထားတဲ့နေရာအထိရောက်နေတော့ရွာကလူကကြောက်ချတော့တေချာသိတော့တက်ရိုက်အဲ့ဒီနေရာပဲဥတီတော်မလီ ငါအော်လို့ရှင်ရနေမှာဖြစ်ဘူးငါအော်မြန်အော်လိုက်ရင်နာငါ့ကိုအမလီမသွေးရစရာမခွေးအမလီမသွေးရစရာအပြူကြီးကြောက်လန့်ပြီးတော့ဘာလို့တလဲဆိုတော့အပြူကြီးအပြူကြီးမဖြစ်ဘူးဒီတိုင်းတော့ငါမှာနှစ်ဘူးကချွေချိန်မကြောက်အောင်ရှာထားရတဲ့ဟဲ့ဒီဟာတွေငါအပမခံနိုင်ဘူးဆိုပြီးပေါ့အပြူကြီးကတယောက်အတန်ကနေနှစ်ယောက်စကားပြောတယ်ချိုး မအိပ်သေးတဲ့ပုံစံပေါ့ညီမလေးရေတဲ့တောမကြီးနှစ်တန်နှစ်တန်ကျုပ်ကသိပ်မပြောရလို့တယောက်သေးရဲ့အမှန်တကယ်တော့အပြူကြီးကနှစ်တန်ပြောနေတာညီမလေးရေတောမကြီးကနှစ်တန်လို့မှတ်ပါဗျာအတန်လူတွေကျုပ်လည်းမတက်လို့အဲ့ဒါလည်းဘာလို့တလဲဆိုတော့တောမကြီးညီမလေးရေတဲ့ပြောပြရအောင်မဟေးတဲ့တိလာတဲ့ဟိုရှိတုန်းကလေတဲ့အမကြီးတို့လိုဈေးရောင်းနေဘောတဲ့ဈေးတယ်ရှိတယ်ညီမလေးရေ ပင်ပင်ပန်းပန်းနဲ့အေးတဲ့ဒုက္ခမြတ်ဒီဘကန်းကနေဟိုဘကန်းသွားရောက်ဟဟိုဘကန်းကနေတခါဒီဘကန်းပြန်လာရနေ့စဉ်နဲ့မြမောလိုက်ပန်းလိုက်တာလဲလွန်ရောဘဝကိုယုံကန်နေရတာအေးတဲ့အဲ့ဒီမှာအလွန်ရမတန်မကိုချက်သိဝင်ညင်ထားစီရပါအေးတဲ့သူ့တယောက်တည်းယုံကန်ရတာဈေးရောက်စားပြီးတော့နေရလာအဲ့ဒါအေးတဲ့တကူတော်နေမနမိုးတော့အောင်ချင်းလင်းတော့ဈေးရောက်ထွက်ဝယ်ယူစရာလေးတွေရောင်းစရာလေးတွေယူပြီးဆက်လေးပေါ်တင်ဈေးရောက်ထွက် အဲ့ဒါမြေကန်းအလဲကောင်လဲရောက်တော့ကြတော့တကယ်ရောင်းကုန်ဖြစ်တဲ့ထားပါတော့ခရမ်းညင်ဒီလူစားများတယ်ဆိုခရမ်းညင်ဒီကမေ့ကျန်နေခဲ့မေ့ကျန်နေခဲ့တဲ့အချိန်တရိရတဲ့အချိန်ကမြေလေကောင်ကရောက်နေပေါ့ရောက်နေတော့ကြတော့ဘာလို့တလဲလဲဆိုတော့အဲ့ဒီမြေလေကောင်ရောက်ကတရိရတော့ကကြောင့်အမလီဆက်လီစီရဆက်လီစီရရက်ပအောင်ကျမခရမ်းညင်ဒီတောင်းကြီးမေ့ခဲ့လို့တော့ဟောဗျာခမရကလည်းဒုက္ခပါပဲဆက်လီကအလဲကောင်ရောက်နေပေါ့မြေလေကောင်ရောက်နေပေါ့အဲ့ဒါနဲ့ဟိုဘက်ကလည်းဆက်လီကြီးတစ်စင်းကလာတာတော့တွေ့ အမလီကံကောင်းရတော့ဟိုမှာဇက်လေးကြီးလာပြီရတယ်ကျမခေါ်မယ်ကျမဒီရရရှင်ရဲ့ဟိုဘကန်းပြန်ယူသွားတော့တဲသွားတော့ကျမကခရမ်းညင်ဒီတောင်ပြန်ယူပြီးတော့ဒီဇက်လေးနဲ့ခရမ်းညင်ဒီတောင်ပြန်ယူပြီးတော့ကျမလာခဲ့မယ်ခမရဇက်လေးချင်းကက်လိုက်ကက်လိုက်ဇက်လေးချင်းကူးပရစေဒီဇက်လေးနဲ့ဟိုဘကန်းကလာတဲ့ဇက်လေးနဲ့ပြန်လိုက်သွားမယ်ပေါ့ဟိုဘကန်းကလာတဲ့ဇက်လေးစရာအနာကတ်ခိုင်ဇက်လေးချင်းတဖြည်းဖြည်းချင်းမြစ်လေကောင်းမှာကက်ကက်တော့ဇက်လေးကကက်ပြီးသွားပြီ အမျိုးသမီးကြီးဘာလို့တော်မလဲဆိုတော့ဒီဘက်ဆက်လေးကနေဟိုဘက်ဆက်လေးပေါ်မှာကူးတော်မှာကူးတော်မှာကူးတော်မှာဆိုတော့မိမသားဆိုတော့အပြူကြီးပြုမကွေးကြီးအပြူကြီးဘာကူးတော်မှာဆက်လေးကူးတော်မှာဒဇင်းပေါ်ကနေဒဇင်းအဲ့ဒါခြေတော်လေးအသားလေးသမိန်လေးမပြီးတော့ဟိုဘက်ပေါ်မှာခြေတော်လေးတစ်ချောင်းအာယူလိုက်တယ်ဘက်ကလေးအာယူလိုက်တဲ့ခြေတော်နေရာကနေရာမှသွား တဲ့တယ်မကြပဲနဲ့ဇောင်းကန်တော့ဆက်လေကဟိုဘက်ရွေ့တယ်လို့ဖြစ်တော့ဒီဘက်ကလည်းပဲဆက်လေကဘာလို့တလဲဆိုတော့ခြေတော့ကတီးပြီးတော့ဘောင်းကထောက်ပြီးတာတပြေးပြေးနဲ့ဒီလိုဖြစ်လာမကွေးရီအပြိုကြီးပုံစံမြင်ကြည့်စမ်းအဲ့ဒါနဲ့ဘာလို့တလဲလို့ဆိုတော့လေအပြိုကြီးဈေးရောင်းတဲ့အပြိုကြီးတပြေးပြေးနဲ့ဆက်လေကလေနှစ်စီးကလေပူပူမလာပဲနဲ့ကွဲကွဲသွားတော့ အပြိုကြီးကြောက်အလန့်အဖြစ်နေတဲ့အချိန်မှာညီမလေးရေဗျာမကြီးအမလေးမကြီးရဲ့ကြက်တိမွေးညင်ထားစရာကောင်းလိုက်အမလေးနားထောင်ကြည့်အောင်ညီမလေးရဲ့ကြက်တိမွေးညင်ထားစရာမကောင်းအခုကြည့်အောင်လေအဲ့ဒီအမကြီးဘာဖြစ်သွားတယ်လဲဆိုတော့နှစ်စီးလေးဆက်လေးကြီးကတဖြည်းဖြည်းနဲ့မခွေးရေအဲ့ဒါတဖြည်းဖြည်းနဲ့နှစ်စီးကဝေးဝေးသွားတော့အဲ့ဒီ အပြိုကြီးအေးတဲ့ကြောက်ကမန်းလေးနီအော်လိုက်တာအော်လိုက်တာကိုအမလေးအမလေးတော်အမလေးလကဲကြပါအောင်ခိုးတော့အလောက်အော်ကျမအော်မှာကျုပ်ကတော်တော်ကိုအော်ပလိုက်ပါအဲ့နေတဲ့သူရှိလဲလန့်လို့အောင်လို့မခွေးကြီးအမလေးတော်ကဲကြပါအောင်ဆိုတော့အဲ့ဒီနေရာကျမအပြိုကြီးက အိမ်နဲ့တခိုးကသူပြောတဲ့ဥစ္စာကိုငိုင်းပြီးတော့နားထောင်မိရတာကဖြစ်နေတာအထုတ်ကြီးကင်ပြီးတော့ နှစ်ယောက်ကညီမနှစ်ယောက်တန်ဟန်ဖန်ဆင်းပြီးတော့တဏန်နဲ့တဏန်လှုပ်ပြောနေတော့ဟိုတကွစိတ်ဝင်စားစိတ်ဝင်စားတော့အဲ့ဒီမှာអော်လိုက်တော့အပြူကြီးကအမလေးတော်အစားတော်ကတော့လေတန်လေးကမှန်မှန်ပဲအမလေးတော်နေရာရောက်ခါကျမှအမလေးတော်ကဲကြပါအောင်ဆိုတော့အိမ်နေတဲ့သူတွေဘေးအိမ်တွေကလန့်နို့လာပြီးတော့ဟာတို့ရွာကအပြူကြီးဘာဖြစ်တယ်လဲမသိဘူးဟာဝိုင်းကြဟေးဝိုင်းကြဟေး အကုန်လုံးမိတို့ဆွဲနဲ့ဓာရီတို့တွေဆွဲအပြူကြီးအိမ်သက်အပြူကြီးဘာဖြစ်တာလဲဟိုမဟိုမဟိုမမခွေဟိုမဟိုမဟိုမဆိုတော့သူလက်ညှိုးထိုးတဲ့နေရာသွားပြီးတော့ကြည့်လိုက်တော့တခိုးအထုပ်ကြီးဆွဲလို့စင်စားတာကြည့်တော့အပြူကြီးအဲ့ဒါဘာလုပ်တယ်လဲလို့ဆိုတော့ဟိတ်ကောင်မေးဘာလုပ်တာလဲ မင်းဘာလုပ်တာလဲမိန်းကလေးတယောက်တည်းရှိတဲ့အိမ်ဒါဘာဘာပုံမှမြောက်မယ်ထဲတော့မဲ့မဟုတ်ရပါဘူးဗျာမဟုတ်ရပါဘူးကျွန်တော်သူ့အိမ်ကရရရတနာပစ္စည်းလာခိုးတာပါခမညာရတနာပစ္စည်းလာခိုးတာပါသူပြောတဲ့ဇာကညီမနှစ်ယောက်ပြောတဲ့ဇာကနားယောင်ကြံ့ပြီးနားထောင်လိုက်တာကျွန်တော်အီသူ့အိမ်နေဖြစ်တာပါဟဲ့သူမလေး तू ပြောတာဟုတ်သလားနင်းနင်းနင်းဘာဘာဘာအဆင်ပြေတယ်မဟုတ်လားဟဲ့ မခွေးရေပြီးပါတယ်သောကျမအဲ့ဒါလိုအဲ့ဒါလိုပဲသူကတက်ရောက်တဲ့အမျိုးသားကသူကကျမကိုလေကျမကအော်လိုက်လို့ရှိရင်ဒီတိုင်းပဲဗလိုင်းကြီးအော်လိုက်လို့ရှိရင်ကျမကိုတခုခုကြံရွယ်ပြီးလှုပ်ခိုင်းရမှာကြောက်လို့အဲ့ဒါနှစ်ယောက်ပြောတဲ့အသံလေးဖန်ဆင်းပြီးတော့ကျမအဲ့ဒါလိုအဲ့ဒါလိုမူယာမာယာသုံးလိုက်တာတော့အမလေးတော်ချက်တော်အေးအပြူကြီးတခိုးဖန်းဒီမှတ်ဟ